ဆိုဒီကတော့ personal လောက်ပြနေကြပါဘောเนาะ separation territory တိမဖြစ်ပါတယ်ဆိုဒီဘက်မှာလည်းကိုတော့ဘောเนาะဘာတွေယူဖို့ရှိလဲဘာတွေသိဖို့လိုလဲဒါလေးနဲ့ပတ်သက်ပြီးတော့အလိုအပ်တာလေးပြပြပေးသွားမှာဖြစ်ပါတယ်ဆိုနည်းနည်းဘောเนาะ energy ကတော့ဘယ်လိုပြောရမလဲဆိုတော့ more than energy ရတယ်ဘောเนาะ more တယ်နည်းလေးစိတ် more ကို more အဲ့လိုဖြစ်နေရပေါ့နည်းလေးတော့อืมဘယ်လိုပြပြရမလဲဆိုတော့ energy ကတော့ငြိမ်တော့ငြိမ်နေတယ်ဒါပေမဲ့ကောင်းတယ်တယ်မှာတော့မပါဘောเนาะဆိုတော့အဓိကပြောချင်တာကျတော့ attachment ဓိကပြဿနာ attachment ပါเนาะဒီရက်မှာကျတော့ကိုယ်ထိမိနေတဲ့သူတွေအဆင်ပြေတဲ့သူတွေတော်တော်လေးကောင်းတဲ့သူတွေလည်းပါပါတယ်ဒါပေမဲ့ကိုယ်မှာနည်းနည်းပေါ့เนาะလက်ကြံလေးကြံနေသေးတယ်ဟိုကိုယ်ထိမိနေတာကိုအဆင်ပြေအောင်နေရရတယ်ဒါပေမဲ့တခြားပေါ့เนาะကိုယ်တကယ်ဆွဲလမ်းမှုတွေကုန်ပြီလားဆိုတော့ပြန်ပြန်ပြီးတော့ဆန်းစစ်ဖို့အရေးကြီးတယ်တခုဆိုလို့ရှိရင်သိရမလားဟိုဆွဲလမ်းမှုတွေကိုပပသွားလားပေါ့เนาะအဲ့လိုမျိုးလေးပေါ့ကိုယ်ပြန်ပြီးတော့သုံးသပ်ကြည့်ပါ healing နေတခြားလုပ်ကြည့်ပါမဟုတ်ရင်တော့နောက်မှာနောက် ဇက်တွဲဇက်လန်းနေပေါ့နော်အဲ့ဒီမှာကိုကပေါဝင်ပတ်သက်နေမှာတော့တခြားပေါ့နော် healing တခြားလုပ်ဖို့အကြံပေးခြင်းပါတယ်ကိုရဲ့ attachment တွေဖြတ်ဖို့ပေါ့နော်ကိုနည်းဆွဲလန်းမှုတွေအဓိကတော့ဆွဲလန်းတာတော်တော်ဆိုးတယ်ပေါ့နော်ဆိုတော့ separation တရတော့ဆိုရခါကျတော့ကျွန်တော်တစ်ဖက်လူကိုပုံမှာဆွဲလန်းမှုတွေတော်တော်များလိမ့်မယ်ထင်တယ်။ဘာလို့ဆိုတော့နည်းနည်းပေါ့နော်ကိုယ်အနေနဲ့ attach အရန်ဖြစ်တတ်တာမျိုးကိုကဒီလူနဲ့မှမဟုတ်ဘူးတခြားပေါ့နော်ကိုယ့်ရဲ့မိသားစုတွေကိုယ့်ရဲ့တငယ်ချင်းတွေပုံမှာလည်း attach ဖြစ်တတ်တယ်။တခုဆိုရင်လည်း drama ပဲသွားတာပေါ့နော်ဒီလိုမျိုးလေးပေါ့ကိုယ်ကနည်းလေး ထိမ်းပြီးဆင်ကျင်တော့ပိုကောင်းနိုင်မယ်ဆိုတော့ဒီမှာနှစ်ဖက်လုံးပါပေါ့နော်ဒီ energy ကကြာလေငွေကြေးပြကြအလောက်ကင်တဲ့ဘက်သာပြနေလေအခက်ခဲဖြစ်နေတာတွေ့ရပေါ့နော်ဆိုတော့အဓိကတော့ကိုယ်အနေနဲ့အဲဘာလို့တင်လဲဆိုတော့ဒီပေါ့နော် ကိုယ်ဖြစ်နေတဲ့ပြဿနာပေါ်မှာဟိုအခြေခံပြီးတော့မှဒီမငွေကြေးအဆင်မပြေဆိုရင်ဒီဟာကိုအဆင်ပြေမလို့လောက်မလဲအလောက်ကင်အဆင်ပြေဆိုရင်ဘယ်လိုလောက်မလဲဆိုတာမျိုးလေးအရင်ဆုံးစဉ်းစားပေါ့နော်တခြားပြဿနာတွေကိုအဖြေရှင်းမဲ့စားပေါ့နော်ဒီကိုဖြစ်နေရလက်ရှိဖြစ်နေတဲ့ပြဿနာလေးပေါ်မှာပို့ပြီးတော့အရင်ဆိုင်ပို့ကောင်းနေမှာပေါ့ ဒါမှလည်းအချိန်တစ်ခုတိုင်းတာတစ်ခုတည်းပဲပေါ့နော်တော်တူပြန်ပြီးတော့အဆင်ပြေသွားလိမ့်မယ်ကိုတော့အလုပ်တွေပါရှာနေလို့ကလည်းအလုပ်တွေတွေ့လာလိမ့်မယ်ပေါ့နော်ငွေကြေးလည်းပို့ပြီးတော့အဆင်ပြေသွားဖို့မြင်ပါတယ်ဆိုတော့တိထားမှာကြတော့တစ်ခုပေါ့နော်ကို့နာမှာကကြတော့ကောင်းတာရောမကောင်းတာရောဝင်းရံနေရပါတော့အကောင်းဆုံးဝင်းရံနေရကိုတို့ကတစ်ခါကြားလို့ရှိရင်ကောင်းတာကောင်းကြောင်ဆောင်ပြီးတော့ဆွဲလွေလဲနာမရှိရကောင်းတယ်လို့ထင်ရတဲ့အရာတွေကမကောင်းတာလည်းရှိရအဲဒီကိုတခြားကြည့်ထားမှရမယ်ပေါ့နော်အဲဆိုတော့အနာပါကိုအားလုံးကရှိနေရပါတော့ ကောင်းတာတွေရောမကောင်းတာတွေရောတချို့ပါတွေကကြတော့ကိုယ်အစမပြေဖြစ်စေမဲမကောင်းဘူးဒါပေမဲ့ကောင်းတဲ့အောင်ကောင်းခြင်းအောင်ဆောင်ထားတဲ့ကောင်းတဲ့ပုံပေါ်နေအဲ့ဒါကြောင့်ကိုကအဲ့ဒါကိုကောင်းတယ်လို့ထင်ကြည့်လိုက်မယ်ဆိုရင်တော့ယူလိုက်မယ်ဆိုရင်တော့မှားလိမ့်မယ်ပေါ့နော်အဲ့တော့တေချာလေးကြည့်တတ်ဖို့တေချာလေးအပေါ်ရမဆုံးပြတ်နိုင်ပါတော့တေချာနဲ့နဲ့နေနေလေးဟိုကြည့်ဖို့လိုအပ်တယ်ပေါ့နော်ဟဲ့လို့တေချာစုံစမ်းပြီးမှလောက်တာကိုတို့ကအကောင်းဆုံးဖြစ်လိမ့်မယ်ဟောဆိုဒီမှာတော့ကိုတို့က challenge များတဲ့ကာလလို့ပြောလို့ရရပါတော့ အဲ့တော့ balance လေးညောင်းညိမယ်ကိုကိုထိမ့်မယ်ပြန်မလားကိုစိတ်ကိုပြန်ထိမ့်မယ်ဟို balance ညည်ရလာပေါ့ဖက်ဖက်ပေါ်မှာကိုတကူထဲမှာပဲသွားအယုံဆိုင်ပြီးတကူထဲမှာပဲသွားပြီးတော့နစ်မုန်းနေလာပေါ့နော်ဒါကိုပြန်ပြီးကြည့်ဖို့လိုပါတယ်ဒါဆိုတော့ပေါ်ပြီးကောင်းလာလိမ့်မယ်ဆိုတော့ energy ကတော့ဟိုဘယ်လိုပြောရမလဲဆိုတော့ကိုအနေနဲ့ကလေဟိုဘယ်လိုပြောရမလဲဆိုတော့အချောက်တရားရောရှိနေကွာဒါပေမဲ့ဟိုချစ်လဲချစ်ချင်နေတဲ့အဲ့လိုပုံစံဖြစ်နေရပါတော့အချစ်ကိုလည်းတောင်းတရအချစ်ကို ဟိုမတ်မောရဲအချက်ကိုလိုချင်တဲ့ဆွဲတွေလည်းရှိရတယ်မှာပေါ့နော်ဆိုတော့ကောင်းတဲ့အနေနဲ့လိုချင်ဘာမှမဖြစ်ဘူးဒါပေမဲ့အရန်ဆွဲလန်းတဲ့အနေနဲ့လိုချင်လို့ရှိရင်တော့ကိုယ်တက်ပို့ပြီးတော့ပူလောင်စေလိမ့်မယ်ပေါ့နော်ဒါလေးတစ်ခုသတိထားပါဆိုတော့နည်းနည်းတော့မောရဲပေါ့နော်လည်းကြည့်အဲ့တော့စကားပြောတာမောနေကျွန်တော်ပေါ့နော်ဆိုတော့ဟိုကိုကိုပေါ့နော်တေချာလေးပေါ့အနာပေးပါလို့ပြောချင်ပါတယ်ဆိုတော့တစ်ဖက် energy ပေါ့တစ်ဖက် energy ကကြတော့လော့ဇင်ငွေကြီးတူမှာအခက်အခဲရှိရပြဿနာရှိရ ဟိုအခုတော်တော်လေးဒါသူတိတ်အဆင်မပြေဘူးပေါ့နော်တခြားလူတွေနဲ့လူသူဆင်မပြေဘူးတယောက်တည်းအထီးချန်လို့လို့တည်ရမလားတယောက်တည်းငိုင်းငိုင်းဖြစ်နေတတ်တယ်ပေါ့ပြီးတော့ကိုယ့်စီကိုလည်းပြန်ဆက်သွယ်ခြင်းစိတ်ကိုယ့်စီကိုလည်းဒါဟိုပြန်လာခြင်းစိတ်ပေါ့နော်အဲ့လိုမျိုးလည်းသူမှရှိရယ်ကိုယ့်အပေါ်မှာထားခြင်းမေတ္တာလည်းပြန်ပြီးတော့ပေါ်နေတတ်တယ်ပေါ့နော်ဒီချိန်မှာသူအဲ့တော့ဒါရင်ကအခုချိန် separation ဆိုရတာကြတော့အရင်ကလုခဲ့မိရဲ့အရာလေးတွေသူနောက်နောက်ရတာမျိုးလေးတွေတည်ရမလားအဲ့လိုမျိုးလေးတော့ဟိုပေါ်နေရပေါ့သူစီမှာစိတ်ကလေး ဆိုတော့ဒါမဲ့အခက်ခဲရတော့သူ့မှာကြုံနေရတယ်အဲ့ဒီချိန်မှာ depression နေအဆင်မပြေမှုတွေသူအများကြီးပဲပေါ့နော်အဲ့ဒါကိုသူစူးစမ်းပြီးတော့ရုန်းကန်မှာတော့တွေ့ရင်ဆိုတော့သူ့တော့ကတော့အဆိုးဆုံးချင်နေလို့ပြောလို့ရတယ်ပေါ့နော်ဒါမဲ့ဘယ်လိုပြောရမလဲဆိုတော့သူကိုယ်ရင်ပြန်လဲဖြေရှင်းနိုင်ပါလိမ့်မယ်ပြန်လဲဖြေရှင်းပြီးတော့ပို့ပြီးကောင်းမွန်နေပေါ့နော်အနေဒါတစ်ခုပို့ရောက်သွားလိမ့်မယ်ဆိုတော့ဟိုပေါ့နော်အဓိကတော့သူ့ဘက်မှာဘာဖြစ်ဖြစ်ကိုယ်အနေနဲ့ကျတော့ကိုယ့်ကိုယ်ကိုပဲပို့ပြီးတော့ဟို focus လုပ်ဖို့ပေါ့နော်ဆိုတော့သူကဘာဖြစ်ဖြစ်သူကသူမှလူတိုင်းကတော့ကိုယ့်ပြဿနာကိုရှင်းရမှာပဲပေါ့နော်ကိုက ဟိုဂျားခံမရှင်းမလို့လည်းမရဘူးအချို့ຢာရရပြင်မဲ့တကယ်ကြတော့ကိုကိုပဲအာယုံဆိုင်ပေါ့နော်ဟိုကိုကိုမတောင်းဆိုတဲ့ຢာရတွေအတွက်ကိုကိုကိုညီမတောင်းတဲ့ຢာရတွေအတွက်ကိုကိုရန်ကသွားပြီးတော့အလိုက်တူတက်လုပ်ပြီးတယ်မလို့ပေါ့နော်ဒီအချိန်ပဲကို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 အစင်ပြေတော့မှဒါကိုညီပေါ့နော်ကိုကိုရန်လက်စမပြေသူများလည်းကိုညီမယ်ဆိုတော့လည်းစဉ်းစားဖို့တော့အကြံပေးချင်ပါတယ်ဆိုဟုတ်ကဲ့ပါအဲ့တော့ဒီနေ့ကတော့ကျွန်တော်က angel message ပေါ့နော်ချက်ပြပြမယ်ဆိုတော့အရင်ဆုံးကျွန်တော် universal message နဲ့အရင်ပြပြပြမယ်ပေါ့နော် ဆို universe ကတော့ကိုယ်ကိုပြောရလဲဆိုတော့ I honor how I want to feel ပေါ့နော်ဆိုကိုယ့်ကိုယ်ကိုပြန်ပြီးတော့ဂုဏ်ပြုတင်တယ်ဘာလို့ဆိုကိုဘာကြီးခံစားနေရလဲဆိုတော့ဘလို့ခံစားကျင်လဲဆိုတော့ပေါ့နော်ဆိုတော့အဲ့ဒါကိုကိုယ်ကိုပြန်ပြီးတော့ဂုဏ်ပြုတင်တယ်ဟုတ်ခါကြတဲ့ချိန်မှာတော့ကျွန်တော်ခံစားကျင်တယ်ဒါပေမဲ့ဟိုအမျိုးမျိုးဆက်လိုက်စဉ်းစားတာပေါ့နော်ကိုယ်ကိုခံစားချက်ကိုမျိုးတိတ်ပြီးတော့မှအဲ့လိုဒီလိုမျိုးဖြစ်လို့ရှိရင်ငါလိုလို့မရဘူးဒီလိုဆိုလို့ရှိရင်ဟွာဖြစ်လိမ့်မယ်အဲ့လိုမျိုးအတွေးတွေစွန့်နေတယ်များတတ်တယ် ဲ့ဒါကြောင့်မလို့ငါလိုခံစားလို့မရဘူးလိုခံစားလို့မရဘူးသူကိုထိန်းချုပ်ထားများတယ်ဆိုတော့အဲ့လိုတိတ်ပြီးတော့မထိန်းချုပ်နေပါတော့တကယ်လို့ခံစားခြင်းနဲ့ကိုဖြစ်နေတဲ့အရာကိုခံစားလိုက်ပါတော့ဆိုတော့ဟိုအရန်လောက်ယူလို့တော့မရဘူးပေါ့နော်အရန်မလောက်ယူနဲ့တိုင်းပဲလှက်ထားပြီးလိုက်ခံစားချက်ကိုပေါ့နော်ဟိုပြီးရင်အဲ့ဒါကကိုယ်အတွက်ကောင်းလားဆိုလားဆိုတာသိလာလိမ့်မယ်အဲ့တော့သိလာလို့ချင်းအဲ့သိလာတဲ့ပုံမှာအတိတိကပ်ပြီးတော့သင်ခန်းစာယူလိုက်ရင်ကိုယ်တပို့ပြီးတော့အချင်းတင်တစ်ခုပေါ့နော်ပို့ပြီးကောင်းမယ်တဲ့အချင်းတစ်ခုရောက်လာလိမ့်မယ်ပေါ့ဆိုတော့အဲ့ဒါကြောင့်မလို့ကိုယ်ကိုယ်တိုင်းခံစားနေရတဲ့အရာကို ိုသိမထားနဲ့ပြောချင်တာရှင်ပြောလိုက်ပေါ့နော်ဒါပေမဲ့ကိုကိုတော့အတိတ်တရီရောရှိဖို့လိုရတော့ငါဒါပြောပြလိုက်ဆိုရင်ဒါကိုဒါကြောင့်မလို့ပြောတာဆိုတာသိဖို့တော့လိုတယ်အဲ့တော့မျောလင်းချက်တည်းတည်းမှာလိုလိုလိုချင်တဲ့စိတ်တွေဒါကြီးကိုတော့ဖယ်ထားဖို့ရည်ကြီးရပေါ့နော်မရောထွေးစင်တယ်ပေါ့ဆိုတော့ ego တွေကိုတစ်ချက်ဖယ်နိုင်လို့ရှိရင်ကိုတို့အကောင်းဆုံးဘဝအောင်ရရှိလိမ့်မယ်ပေါ့နော်ဆိုတော့နောက်ကကျတော့ဒီမှာပေါ့နော်အကြောက်တရားတွေပေါ့ကိုယ်ကတန်တရားဝင်နေအရာတွေငါလောလောနိုင်မှာမလားငါဖြစ်ကောဖြစ်ပါမလားပေါ့နော်ဆိုတော့အဲ့လိုတွေးနေတဲ့သူချို့လူရှိရပေါ့ အဲ့ဒါလေးတွေကိုတခြားကိုကိုပြန်ပြီးတော့လွှတ်ချကြည့်လိုက်ပေါ့နော်ဆိုတော့ကိုကိုမကန့်တတ်တာနေကွာကိုဒီလုံနိုင်နေဖြစ်နိုင်နေလူတိုင်းလူတိုင်းကသူ့ဟာနဲ့သူရည်ချင်းရှိပြီးသားပေါ့နော်လူတိုင်းလူတိုင်းမှာသူ့ရဲ့လုံနိုင်စွမ်းနေသူ့ရဲ့ရည်ချင်းနေကိုပိုင်အလှတရားတွေအားလုံးရှိပြီးသားပေါ့နော်အဲ့ဒါကြောင့်မလို့ကိုကိုတန်တရားဝင်နေတဲ့အရာတွေကိုဖယ်ထုတ်ပြောချင်တယ်ငါမလှဘူးငါမကောင်းငါမလုံနိုင်ဘူးအောင်ဖြစ်နိုင်ရင်ဒီလိုတွေးရပေါ့နော်ဒါကြီးဖယ်ထားဖို့ကအရေးကြီးဆုံးပါပဲဆောက်ခွဲအကြောက်တရားတွေအားကြတော့ကိုယ်ကိုမကောင်းတဲ့လမ်းကိုပဲဆွဲခေါ်စီရပါပေါ့နော် ဆိုအဲ့ကြောက်တရားကြီးချက်ဖိထားဖို့အကြံပေးချင်ပါတယ်နောက်ကကြတော့ကျွန်တော်ပေါ့နော်ဒီကိုယ့်ရဲ့ soul ကကြတော့တဲ့ချစ်ချင်းမေတ္တာကိုပဲရည်ရွယ်ပြီးတော့ကိုယ့်ရဲ့ ego ရကြတော့အကြောက်တရားတွေကိုပဲထုတ်လွတ်တယ်ပေါ့နော်ဆိုတော့ဒါကပြောချင်တာကြတော့ကိုယ့်ရဲ့ soul ဆိုတာကြတော့ကိုယ့်ရဲ့ intuition နဲ့ဆက်သွယ်ရမျိုးတည်းမှာကိုယ့်ရဲ့အတွင်းစိတ်နဲ့ကိုပြန်ပြီးချိတ်ဆက်နိုင်လို့ရှိရင်ချစ်ချင်းမေတ္တာနဲ့ဒါကောင်းကောင်းမှုပေါ့နော်ချစ်မေတ္တာထွက်လာလိမ့်မယ်အဲ့လိုမျိုးပဲနဲ့ကိုယ့်ရဲ့ ego တွေတည်းမှာကိုယ့် ego ကိုယ့်ရဲ့အတ္တမာနရင်းနဲ့ ချိတ်ဆက်သွားမယ်ဆိုရင်တော့ကိုကဘာဖြစ်လဲဆိုအကြောက်တရားပဲထွက်လာမှာပေါ့နော်အကြောက်တရားဖြစ်လို့ရှင်ကိုရဲ့ရလာကလာမကောင်းအဆင်မပြေမှုရများမယ်ဒီမှာပို့ပြီးခက်ခဲတဲ့ခြေတွေတခုကြောင်းလိုက်မယ်ပေါ့နော်ဆိုတဲ့ကြောင့်မချက်လေးပေါ့နော်ကိုကို ပြန်ပြီးအတ္တတိကပ်ပါကိုရဲ့ဒီစိတ်နှလုံးကိုအတွင်းစိတ် inner voice နဲ့အာ connect လုပ်နိုင်မှာအရေးကြီးရပေါ့နော်ဆိုအဲ့ဒါကြောင့်ဒီမှာလည်းနောက်တစ်ခါကကြတော့ဒီ intuitive communication ပေါ့နော်အဲ့တော့ဒီကိုနှလုံးသားနဲ့ကိုပြန်ဆက်သွယ်ဖို့ပေါ့ တတိစိတ်ဆက်သွဲပါပို့ပြီးတော့ဘယ်လိုပြပြမလဲဆိုတော့ပို့ပြီးတော့ဘာနော်ဒီ intuition ကောင်းကျင်တယ်ပို့ပြီးတော့ကိုယ်အတွက်စိတ်တည်ငြိမ်မှုရကျင်တယ်ပို့ပြီးအကြံကောင်းဉာဏ်ကောင်းလည်းရကျင်တယ်ဆိုရင် meditation ကတော့အကောင်းဆုံးလမ်းနက်တစ်ခုပေါ့နော်အဲ့တော့တရားထိုင်ကြည့်ပါကိုယ်အတွက်တကယ်စိတ်အေးချမ်းလာလိမ့်မယ်ပို့ပြီးတော့ကိုယ်အတွက်ပေါ့နော်အဆင်ပြေမှုတွေကောင်းမွန်မှုတွေတည်ငြိမ်မှုတွေတည်ဆောင်လာပြီးလိမ့်မယ်ပေါ့နော်အဲ့တော့တရားထိုင်တာမျိုးကိုလုပ်ကြည့်ဖို့ခြံပေးခြင်းအဲ့ဆိုလို့ရှိရင်ကိုယ့်ရဲ့နှလုံးသားနဲ့လည်းကိုယ်ဆက်သွယ်နိုင်ပြီးတော့ကိုယ်နောက်ဘာလုပ်ရမလဲဆိုတော့လေ ပို့ပြီးတော့ထင်ထင်ရှားရှားပေါ့နော်တည်လာလိမ့်မယ်လို့ထင်တယ်အဲ့တော့ intuition ကအရေးကြီးပါတယ်အဲ့တော့တေချာလေးပေါ့နော်ဒီ spiritual ဘက်လုံးတွေလေတို့က intuition ကတော့ဟိုမစိမ့်ဘူးပေါ့နော်ဟိုဒီအိုင်းမဲ့နေတော့အလိုလိုခံစားမိရတည်ရပေါ့ဒါပေမဲ့ပို့ပြီးတော့အားထုတ်မယ်ဆိုရင်တော့ပို့ပြီးတော့ common ရလဲရမှာပေါ့နော်ဆိုတော့ဟုတ်ကဲ့ပါနောက်ကကြတော့ counselor ပေါ့နော်ကိုယ့်အတွက်ကကြတော့ကိုကအခုကြည့်ငယ်လူတွေမှာတော်တော်များပေါ့နော်ကိုကိုယ်တိုင်က counselor တယောက်ဖြစ်နေရပေါ့နော် အဲ့တည်းကြောင့်မလို့ကိုကိုလူတွေအများကြီးကလာပြီးမှလူတွေအများကြီးဆိုတော့ကိုရင်နဲ့ခင်တဲ့လူတွေပေါ့နော်ကိုကိုလာပြီးတော့အဲ့လိုတိုင်ပင်ကြတယ်ယဉ်ဖွင့်ကြတယ်အားကြောင့်ကိုစဉ်းစားမိနေပေါ့နော်အာငါငါတော့စိတ်ညစ်နေတယ်သူတို့ကသူတို့ဟာတွေပဲနားထောင်နေရစမဟုတ်ကိုရဲ့ energy ကအဲ့လိုပေါ့နော်ကိုကဟိုကိုမသိသေးခင်မှာနော်ကိုကိုရင်ကိုကအဲ့လိုမွေးလာကြတဲ့ကနေပြီးတော့သူများရင်လည်းအဲ့လို counseling လုပ်ပေးရတဲ့အရာမျိုးအဲ့လိုမျိုးမှာပို့ပြီးတော့တော်နေတာပို့ပြီးတော့ကောင်းနေတာပို့ပြီး energy ပေးနိုင်နေတာပေါ့နော်အဲ့လိုမျိုးဆိုတော့ကျတော့ကိုယ့်စီကိုလာပြီးတော့အဲ့လိုအခက်ခဲဖြစ်ရင်လာရင်ဖွင့်မယ် လာပြီးတော့ပြောရမယ်တဲ့မလားအဲ့လိုမျိုးပေါ့နော်ဆိုတော့အဲ့ဒါကြောင့်မလို့ကိုကရတော့ကိုကိုကိုပို့ပြီးတော့ဂိတ်ဆိုင်တင်တယ်ကို energy ကိုပေါ့နော်ဆိုတော့ကိုကန်ကအဲ့လိုပြိုလဲနေလို့ဆိုမှပြီးပါဆိုတော့တော်တော်များဒီကမှကြည့်နေတယ်တော်တော်များကြတော့ရောက်လာရ mission တွေပါပြီးသားပေါ့နော်ကိုပါ mission တွေပါတယ်အဲ့ mission တွေပြည့်အောင်လုပ်ဖို့အတွက်ကိုကန်က agent နေမှရမယ်ပေါ့နော်အဲ့တော့မှတတများတွေလည်းပို့ပြီးကိုညင်နိုင်မှာပေါ့နော်အဲ့တော့အဲ့ဒါကြောင့်မလို့ပိုဘီကူညီကံပိုဘီကိုကိုတည်ငင်အေးချအောင်လုပ်ထားဖို့အရေးကြီးပါတယ်ဆိုတော့နောက်ခါကျတော့ကျွန်တော်ပေါ့နော်ဒီ very sound ပေါ့နော်အဲ့ကိုဘာလို့ခြင်းလဲဆိုတာကိုတခြားလေးဆုံးဖြတ်ပေါ့ငါဘာလို့ခြင်းလဲငါဘာလို့ခြင်းလဲအဓိကတော့ first focus ပေါ့နော်ကိုကိုတော်ပဲကိုဖြစ်ပါစေကိုလို့ခြင်းနေရာကိုဖြစ်ခြင်းနေရာဒါရီကောင်းလုံးကိုကိုရင်းရှင်းရှင်းလင်းလင်းတတိကျဆုံးဖြတ်လိုက်လို့ရှိရင်အဲ့ဟာကိုစီကိုရလာလိမ့်မယ်ပေါ့နော်အဲ့လိုပြောချင်တာအဲ့တော့မကြခင်မှာကိုယ်စီရလာလိမ့်မယ်ဒါပေမဲ့ကိုကတော့ဘာလို့ခြင်းနဲ့ဘာဖြစ်ချင်လဲဆိုတာသိဖို့လိုအပ်တယ်အဲ့ဒါလည်းတခြားလူတွေပတ်သက်လို့မရဘူးเนาะအာဒီလူနဲ့ပြန်ဆောင်ခြင်းနဲ့ဒီလူနဲ့ဟောဖြစ်ချင်အဲ့လိုဟာတွေမရဘဲနဲ့ ကိုယ့်ရဲ့ life ကိုပေါ့နော်ကိုဘယ်လိုဖြစ်ချင်တယ်ကိုဘာလုပ်ချင်တယ်လူတွေကိုကူညီချင်တယ်အဲ့လိုပုံစံမျိုးပေါ့ကောင်းကျိုးဘက်ကောင်းတဲ့ဘက်ကိုပဲအာဆုံးဖြတ်လို့ရှင်တော့ပို့ပြီးတော့အဲအမြန်လိမ့်မယ်ပေါ့နော်အဲ့လိုပုံပဲနဲ့ကို ego ကြောင့်လာတဲ့လူချင်းတတ်မှတ်စိတ်တွေနဲ့ဆိုတော့ဆင်ပြေမှာမဟုတ်ပေါ့နော်ဆိုတော့နောက်ကကျတော့ connect with music ပေါ့နော်ကိုတို့ကဒီတချင်းနေနဲ့ဂီတတွေနဲ့အာဆက်သွယ်ဖို့ပေါ့အဲ့ဆို healing လုပ်မယ်ဆိုလို့ရှင်ဒီ meditation လုပ်မယ်ဆိုလို့ရှင်လည်းဒီတန်စင်တွေပေါ့နော်တန်စင်တွေကကိုတို့ကကောင်းပုံနဲ့ အစိတ်ခံစားချက်ကိုပေးတယ်ကောင်းမွန်တဲ့ဒီလိုပြောမှာပတ်ဝန်းကျင်တစ်ခုခေါ်သွားပြီးရေပေါ့เนาะဆိုတော့ဒီအိမ်မက်နေဒီအိမ်မက်လမ်းလျှောက်ပြီးသွားရင်တော့တချင်းလေးနားထောင်တာပဲဖြစ်ဖြစ်ဒီမှာလီလုံးလေးနားထောင်တာပဲဖြစ်ကိုတို့ပို့ပြီးစိတ်ကိုအေးချမ်းစေရလို့ခံစားရတယ်။ဘာလို့ဆိုတော့ဒီ music ကလည်းကိုတစ်ဖက်လမ်းနေပြီးတော့တွန်းပို့ပြီးရပေါ့နော် healing ဘက်ကိုအဲဒီကြောင့်မလို့ဒါ music တွေနဲ့ corner လောက်ကြည့်ပါတချင်းလေးနားထောင်တာ piano ဒီမှာ sound လေးနားထောင်တာမျိုးတွေအမျိုးမျိုးပေါ့နော် healing sound လေးတွေအားလေးနားထောင်ကြည့်ပေါ့ဒါဆိုရင်ကိုတို့ပို့ပြီးတော့အမ် ပိုကောင်းလိမ့်မယ်ပေါ့နော်ပိုရီးလဲဘက်ကိုပိုပြီးတက်ရလိမ့်မယ်အကျိုးပေါ့နော်ဆိုတော့ဟုတ်ကဲ့ပါနောက်ခါကျတော့ကျွန်တော်ဒီ open your heart ပေါ့နော်ကိုယ်လုံးသားဖွင့်ပေးဖို့ပေါ့နော်ဆိုလွယ်လွယ်မှာစိတ်တည်အောင်ရှိရပဲဒါပေမဲ့ဒီအတိတ်မှာဖြစ်သွားပြီးတဲ့အရာတခုကြောင့်ကိုတို့ကအိမ်လုံးသားပိတ်ပြီးတော့အဲ့အရာမျိုးဖြစ်ချင်တော့လို့ဆိုပြီးတော့ဟိုနှလုံးသားပိတ်ထားမယ်ဆိုကိုတို့ကအတွေ့အကြုံလည်းနေသွားမယ်ပို့ပြီးရမယ်တင်ငန်းစာလည်းနေသွားမယ်ဝကျွေးလည်းဟာဖြစ်သွားမယ်ပေါ့နော်ဝကျွေးဆက်ခွင့်ကလည်း ပြောပြောကြာသွားလိမ့်မယ်ပေါ့နော်အဲဆိုကိုယ်လုံးတော့ကိုဖွင့်ထားမှသာတည်လားကြောက်စိတ်တွေကိုဖွင့်လိုက်ပြီးတော့ကိုယ်လုံးတော့ကိုဖွင့်မေးလိုက်ဘာဖြစ်လဲဆိုတော့ဝေကျွေးရှင်လဲလာမှာပဲပေါ့နော်လူစားကြောက်ဝေကျွေးရှင်လဲစတ်မှာပဲအဲ့တော့ခဏလောက်ကာကွယ်မယ်ဒီ ego နဲ့ကာလာမယ်ဆိုရင်ခဏပဲအချိန်ကြာတော့ပဲဖတ်တင်မယ်အချိန်တိုင်းတော့ဒီဝေကျွေးကစက်ကိုစတ်မှာပဲအဲ့တော့နှလုံးသားကိုဖွင့်ထားပေါ့နော်ကိုယ်လုံးတော့ကိုဖွင့်ထားမယ်အတိတ်မှာဘလောက်ပဲနာကျင်ခဲ့ပါစေဘလောက်ပဲဒုက္ခတွေခံခဲ့ရပါစေအဲ့အရာကကြတော့ကိုယ်ကိုယ်ဝေကျွေးလို့သတ်မှတ်မယ်ကိုယ်ကိုယ်ယူရမယ့်သင်ခန်းစာလို့သတ်မှတ်ပြီးတော့ကိုယ်လုံးသားကိုဖွင့်ထားမယ်ဆိုရင် ို့ပြီးတော့ကောင်းနေမယ်ပေါ့နော်အဲဒါဆိုလို့ရှိရင်ကိုတွက်လာမယ်နောက်လာမယ်အရာတွေလည်းဝင်လာနိုင်မယ်အဲ့လိုဝင်လာတဲ့အရာတွေကလည်းကိုတို့ကကောင်းနိုင်လည်းဖြစ်နိုင်တယ်ဆိုရလည်းဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့ကိုကရန်တာလက်ခံတဲ့ဆွဲစိတ်နဲ့ရှေ့သွားရင်တော့ပို့ပြီးကိုကျွေးလည်းကြည်မယ်ပို့ပြီးသင်္ကန်းစာလည်းရမယ်ပေါ့နော်အဲ့တော့ဒီအတွေ့အကြုံတွေကပို့ပြီးကိုတို့ကောင်းတဲ့အဲအရာတွေကိုဖန်တီးပေးတယ်ကောင်းတဲ့အရာတွေစီခေါ်သွားပေးတယ်ပေါ့နော်အဲ့တော့မကြောက်ပါနဲ့ကောင်းလုံးတော့ကိုဖွင့်တာပါအရာအလုံးလက်ခံတာအောင်ကြိုးစားပါဒါဆိုတော့ အဆင်ပြေလိမ့်မယ်ပေါ့နော်အထူးသဖြင့်ချင်းချင်းမေတ္တာပေါ့နော်အချစ်တို့အထူးချစ်တို့ချစ်ရမှာကြောက်လို့ဆိုပြီးတော့လို့ရှောင်ပြင်းနေတွေ့ရဆိုတော့လို့မလုံနေပေါ့နော်ချင်းမေတ္တာဆိုတာကောင်းနေရတခုပါကိုယ့်ရဲ့ဒီလိုချင်စိတ်တွေတတ်မှတ်စိတ်တွေကြောင့်ပဲချင်းမေတ္တာနာကျင်ရတယ်ပြမရတယ်စိတ်ဆင်းရရတယ်ပေါ့နော်ဆိုတော့ချစ်တောင်လို့ကြည့်ပေါ့နော်ချစ်တက်သွားရင်အလုံးလို့အဆင်ပြေရလိမ့်မယ်ဆိုတော့ဟုတ်ကဲ့ပါကျွန်တော်နောက်ဆုံးအနေနဲ့ပေါ့နော်ကျွန်တော်ကတော့ဒီမှာဒီ story cut ပေါ့နော်အဲနောက်ဆုံး story cut လေးကတော့ကျွန်တော်တို့ဒီ serendipity ပေါ့နော်ဒီကတ်လေးကြတယ်ဒီကတ်ကတော့ကောင်းတဲ့ကတ်လေးတစ်ခုပါဒီကတ်မှာဆိုလို့ရှိရင်အထဲမှာဆိုရင်စာလေးတစ်ခုပါရပါเนาะဘာလဲဆိုတော့ when you where sorry where you go ပေါ့နော် i will follow ပေါ့ဘယ်တော့တော့ပေါ့နော်မင်းပဲတော်တော်ငါလိုက်မယ်ဆိုရဟာလေးပြီးတော့ဒီမှာ home ဆိုရဟာလေးလည်းပါတယ်ဆိုတော့အိမ်ပေါ့နော်အိမ်ဆိုရခံစားချက်ဒါက union ဆိုရခံစားခံစားချက်လည်းရရတယ် union ဖြစ်မဲ့ဘယ်လိုပြောရမလဲဆိုတော့ဒီအငွေတန်လေးလည်းရရပါเนาะဒီကတ်ထဲကနေပြီးတော့ဒီမှာဆိုလို့ရှိရင်လည်းငှက်လောင်နေမှာငှက်လေးလည်းရှိရဲ့အဲ့ငှက်လေး လောင်အင်းကတကားလေးပွင့်တယ်လို့ကျွန်တော်ထင်တယ်ဗောနော်ဆိုတော့ဒီလောင်အင်းကနေထွက်သွားခွင့်ရတဲ့အခြေအနေပေါ့ကိုတို့ကလုံးဝအေဂျင့်လေးနဲ့ဗောနော်ကိုလိုချင်တဲ့ချိန်ကိုပြန်သန်းချိန်ပြန်သန်းမယ်ပြင်အင်းလေးပြန်လာမယ်ဒီလိုပုံစံမျိုးလေးဗောနော်ကိုကိုကိုလုံးဝ control လုပ်နိုင်သွားတဲ့အနေအထားတစ်ခုလို့တော့မြင်နေဗောနော်ဒါပိတ်လောင်ခံထားတဲ့ပုံစံမျိုးမဟုတ်ဒါကျွန်တော်ရဲ့အမြင်ပဲဗောနော်ကိုကိုလူတိုင်းလူတိုင်းကဒီကောက်ကြည့်ပြီးကိုတို့ကဘာလဲဆိုတာ message ဖတ်လို့ရတယ်မကျွန်တော်မြင်တဲ့ဟာကိုကပြပြပေးရပါတော့เนาะဆိုတော့အဲ့လိုမျိုးပေါ့เนาะဒါ reunion energy တွေတော့ရပါတယ် ကိုယ်တွက်ပို့ပြီးကောင်းမွန်တဲ့အခြေအနေလေးတွေပြီးတော့ဒီ spiritual ဘိုင်းမှာလည်းပို့ပြီးတော့ဒီအေးချမ်းမှုတွေတာယာမှုတွေရမယ်ကိုယ်အိမ်လေးကြီးပြန်ရောက်သွားမယ်ပေါ့နော်အိမ်ဆွဲညာမှာတစ်ဖက်လူနဲ့ဟိုပြန်လဲစုံစည်းပြီးတော့အေးချမ်းဖြစ်သွားနိုင်တယ်လို့ကိုယ့်ရဲ့ soul family တွေနဲ့ပြန်တွေ့ပြီးတော့အိမ်လေးတပ်ဖွဲ့နှွေးထွေးမှုကိုရရှိပြီးတော့ရှေ့ဆက်သွားနိုင်လိမ့်မယ်ဆိုတဲ့အနေအထားမျိုးလေးပေါ့နော်ကိုယ့်တွက်ကဘာမှလုပ်ရမလို့ကိုယ့်တွက်အခွင့်အရေးကောင်းနေကိုယ့်ရှေ့တတရောက်လာတယ်ဆိုတော့အနေထားမျိုးလေးပေါ့နော်အဲ့တော့ဘာလို့ဆရာမလို့တော့မဟုတ်ဘူးလောက်တော့လောက်ရမယ်ကောင်းတဲ့ຢာလေးလုံမယ်အဆင်ပြေရာလေးလုံမယ် ပြီးရင်ကိုယ်ကကောက်ကိုကောက်နဲ့အရာလေးဆဲထဲမှာထားမယ်ဆိုလို့ရှိရင်ဟိုတို့ကရှေ့မှာပေါ့နော်ကောက်မွန်တဲ့အရာတွေပဲစောင့်ကြိုနေပါတယ်ဆိုတော့ဒီမှာတော့ reunion energy ကတော့အရန် strong ဖြစ်ဖြစ်နေရပါတယ်အဲ့တော့အရန် strong တဲ့အတွက်ကြောင့်မလို့တတော်များများဒါပြန်ပြီးတော့ပြန်လေတွေ့ဆုံရတာပြန်လေစကားပြောရတာအဆင်ပြေမှုတွေခံစားရတာမျိုးလေးကြောင်ရလိမ့်မယ်ပေါ့နော်အဓိကတော့ luxem ပါပဲဘယ်တော့ပဲဟိုပြန်တွေ့တွေ့ပေါ့နော်တကယ်လို့ကိုယ်မှာ ready မဖြစ်သေးဘူးသူမှလည်း ready မဖြစ်သေးဘူးဆိုတော့ပြန်လဲပြီးတော့ separation ပြန်ဖြစ်တတ်တာကိုသတိထားဖို့ အကြံပေးခြင်းပါတယ်ဆိုတော့အဓိကတော့ညောင်းနေတဲ့ဒီရန်မထားနေပေါ့နော်ဒီရန်လေးပဲပို့ပါလေးဘွားကိုပြောရှင်းစားဖြတ်သန်းမယ်ဆိုရင်တော့ပို့ပြီးတော့ကောင်းနေမယ်ပေါ့ဆိုတော့ဟုတ်ကဲ့ပါအဲဒါတော့ကျွန်တော်မြင်တဲ့ဟာလေးပေါ့နော် resume ပြန်လဲ comment တွေမှာပဲပြောလို့ရပါတယ်ဆိုတော့နောက်ထပ် video podcast တွေလောက်ချာရှိသေးတယ်ပေါ့နော်ဒီက podcast ကလောက်အောင်မှာပါကျွန်တော်လောက်တော့လောက်အောင်မယ်ခေါင်းစဉ်လေးမသိဘူးလို့တကယ်လို့နောက်ထပ်ကျန်တာရှိနေတခြားလောက်ပြောပေးခွင့်ရပါတယ်ဆိုတော့အားလုံးကျေးဇူးများတင်ပါတယ်အားလုံးကောင်းသောညနေပြပါစီဗျ bye bye